လန်ဒန်မှာဘသူကကြားလဲဘသူကဖားလဲဆိုတာသိရမယ်ပွဲအားလုံးမိင်္ဂလာပါများဦးစန်းဖူဘောရှုကနေပြီးတော့ပြန်လေကြိုးလိုက်ပါရင်ဒီရက်မှာတော့လန်ဒန်မှာဘသူကကြားလဲဘသူကဖားလဲဆိုတာသိရတော့မှာဖြစ်ပါရင်ဟုတ်ပါတယ်လာမယ့်ဆိုပါဆန်းနေ့မှာပရီးမီးယားလိဂ်ရဲ့အကြမ်းဆုံးဖြစ်တဲ့ Chelsea နဲ့ Arsenal ရဲ့လန်ဒန်ဒါဘီပွဲအစဉ်ရှင်နေပါရင် ။လက်နက်မတမျိုးတည်းနဲ့တည်ရဲတောင်းကြတဲ့ညီကိုလေးဖြစ်ပေမယ့်ပြိုင်ဆိုင်မှုကတော့မိနစ်တိုင်းစက္ကန့်အတိုင်းကိုပြင်းထန်ကြတာပါ။ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာတစ်ခုကလက်ရှိပရီးမီးယားလိအဆင့်တင်တဲ့အဆင့်နဲ့အပြိုင်မှုဖြစ်နေတာပါ။ဒီသတင်းတွေးဆောင်ခဲ့တဲ့တမိုင်းကိုပြန်လှန်ရရင်အာဆင်နယ်ကအနည်းငယ်တာရီအောင်တွေ့ရပါရင်နောက်ဆုံး၈ပွဲဆန်အာဆင်နယ်ကချဲစီကိုနိုင်ရထားတာဖြစ်ပါရင်ဒါပြင်ချဲစီတို့အနေနဲ့အင်္ဂလန်စတန်ဖို့ဘရစ်မှာအာဆင်နယ်ကိုနိုင်ပွဲပြောင်းဆုံးထားတာက၅နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါရင် ချဲစီတို့အတွက်ကတော့ဒီပွဲကအတော်လေးခံပြင်းမဲ့ပွဲဖြစ်ပြီးအာဆင်နယ်ကိုရက်တန့်ပြစ်ဖို့ဂျင်းနေပါပြင်ဆင်လာပါပါတပတ်ကအာဆင်နယ်ကလည်းဒီဟာဒီပရီးမီယာလိမှာဘာကောင်းလဲဆိုတာပြသထားပြီးသားဖြစ်ပြီးလက်ရှိအချိန်မှာဘယ်အသင်းနဲ့ယင်ဆိုင်ရယင်ဆိုင်ရဂူးဆိုင်မနေတော့ပါဘူးလက်ရှိနှစ်သင်းလုံးရဲ့ဖောင်ကတော့နောက်ဆုံး၅ပွဲအဆက်ရှုံးမရှိတာပဲဖောင်တော်လေးကိုကောင်းနေတာဖြစ်ပါရင်တိုက်စစ်ခံစင်နှစ်သင်းလုံးအားသာချက်ကိုကြည့်ရှိကြပြီးသူကစားဟန်တဲ့သူကောင်းမွန်နေကြတာပါ ီနေရာမှာချဲစီတဲ့အာဆင်နယ်ပိုသားအနေနဲ့အချက်ကပြီးခဲ့တဲ့ချန်ပီယံလိမှာရှုံးဝဲမရှိထားတဲ့ဘိုင်ယန်မြူနစ်ကိုဂိုးပြတ်တီးထားတာကြောင့်ပါဒါ့အပြင်အာဆင်နယ်ကလည်းရှေ့ချဲစီနဲ့မတွေ့ခင်ဒီစပါကိုလည်းဂိုးပြတ်တီးထားတဲ့အတင်းပါအတင်းကြီးတွေကမှဂိုးပြတ်တီးထားတဲ့အာဆင်နယ်ရဲ့ခြေစွမ်းကိုချဲစီတို့အမားခံလို့မရပါဘူးကျဲစီတို့ကလည်းတရားကစားသမားဖြစ်နေကိုပါပါပြန်လေးပါဝင်လာမှဖြစ်လို့လူစုံတက်ဆုံတဲ့အိမ်ကမှကစားရမှာဖြစ်တာကြောင့်ရောင်ချင်းမအမြင်ဆုံးမှရှိနေမှာဖြစ်ပါရင်တခုရှိတာကကျဲစီကနိုင်ရခဲ့ရင်အာဆင်နယ်နဲ့သုံးပွဲပဲကွာဟတော့မှာကြောင့်အာဆင်နယ်တို့ဖိအားရှိလာနိုင်ပါရင်တကယ်လို့အာဆင်နယ်လာနိုင်ရရှိခဲ့ရင်ပရီးမီးယားလိဂ်ဖလားကကြိုးပေးလိုက်ပါတော့လို့ပြောရတော့မလို့ဖြစ်ပါရင်အားလုံးကိုကျေးဇူးတင်ပါတယ်